Okay ဆိုတော့ကျွန်တော်ဒီသင်ခန်းစာမှာကြာတော့ကျွန်တော်ဒီအာနောက်ကျန်တဲ့ floating point အကြောင်းကျွန်တော်တို့ဆက်ပြီးတော့ရှင်းပြပါမယ်နော်။ Okay ဆိုတော့ floating point ဆိုတာကကြာတော့ကျွန်တော်ဒီဒသမကိန်းကြီးရှိနေတဲ့တန်မိုးတွေကိုကျွန်တော်တို့က floating point လို့ခေါ်တယ်နော်။ဆိုတော့ဥပမာကျွန်တော်ဒီမှာဆိုရင်ဆိုတော့ကျွန်တော်တို့ဒီမှာဒီ flow နဲ့တပယ်နဲ့ပေါ့နော်။ဆိုတော့ကျွန်တော်တို့သုံးလို့ရတဲ့ဒီအာ floating point ရဲ့အောက်မှာကျွန်တော်တို့သုံးလို့ရတဲ့ data type ကနှစ်ခုရှိပါတယ်နော်။ဆိုတော့ flow ရဲ့တပယ်ရဲ့ပေါ့နော်။ Okay တော့ကျွန်တော်တို့ဒီမှာသွားပြီးတော့ရေးကြည့်အောင်နော်အဲ့တော့အာ float လို့ရေးမယ်ပြီးကျွန်တော် float number ပေါ့နော် equal so float တက်မှာအဲ့လိုဟာရေးမယ်ဆိုရင်ကျွန်တော်တို့ပေါ့နော် floating point ကြီးရေးမယ်ဆိုရင်ကျွန်တော်တို့ကအနောက်ကနေပြီးတော့0လေးပြန်ပြန်ထည့်ပေးရပေါ့နော်မထည့်သေးရတဲ့ကိစ္စတော့မရှိဘူးဒါပေမဲ့သူကအနောက်မှာ f ဆိုရက်စာလုံးလေးတော့ကျွန်တော်ကျင်းနေပါအောင်ထည့်ပေးရမယ်နော် okay so ကျွန်တော်တို့ပြီးတော့အာ double ပေါ့နော် ော်တပည့်နံပါတ်ပေါ့နော် request ကျွန်တော်တို့ဒီမှာဟိုတပည့်အားကြောင့်ကျွန်တော်တို့ check out ထည့်လို့ရအောင်နော်ဆိုတော့အများကြီးထည့်လို့ရတယ်ဒါပေမဲ့နောက်ကနေပြီးတော့တသမဂိမ်းပါရင်ပြီးရောနော်ကိစ္စမရှိဘူးသူကကျအနောက်ကနေပြီးတော့ဒီဒီလို့ရေးလဲရတယ်မရေးလဲရတယ်ကိစ္စမရှိဘူး starting point ကတော့ကျွန်တော်ချင်းနေပေါ့ရေးမှရမှာပေါ့နော် okay so ဒီနောက်ကိုရကွာချချက်ကရှိပါတယ်ဆိုတော့ float float ကကြတော့ကျွန်တော်တို့ဒီ တသမကိန်းဘယ်နှနေရာယူရဲเนาะတပည့်ကတသမကိန်းဘယ်နှနေရာယူရဲဆိုတော့ကျွန်တော်တို့ဒီတတ်မှတ်ချက်ရှိရပါเนาะဆိုတော့ okay ကျွန်တော် flow ကကြတော့ကျွန်တော်တို့တသမကိန်း8နေရာအထိယူရဲတပည့်ကကြတော့ကျွန်တော်တသမကိန်း16နေရာအထိယူရဲပေါ့เนาะ okay ဆိုတော့အဲ့ဒါကဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တစ်ချက်เนาะစမ်းကြည့်အောင် okay ဒီ flow ကိုကျွန်တော်ကဥပမာမာကျွန်တော်တို့1.1.2345678လို့ကျွန်တော်ရေးလိုက်ပါမယ်เนาะ ပြီးတော့ affiliate ထည့်တာပါ Okay so ဒီကောင်းကိုကြာတော့ကျွန်တော်က1.234567891234567နော်ပြီးတော့ကျွန်တော်ဘာမှကြောက်မရေးဘူးဗောနော်ရေးစရာမလိုပြီးအောက်ဘုတ်ထုတ်ကြည့်မနော်နှစ်ခုလုံး SR plot number SR ကျွန်တော်တို့ double number ဗောနော်ဒါလေးအောက်ဘုတ်ထုတ်ကြည့်မယ်ပြီးရင်ကျွန်တော်တို့ run ကြည့်မှာဗောနော် okay so ကျွန်တော်ဒီကောင်ကို run ကြည့်တဲ့အခါမှာ เนาะကျွန်တော်1.23456 7 8เนาะကျွန်တော်ဒီမှာဒီမှာရေးထားသမျှအကုန်လုံးဒါထွက်လာပြီပေါ့နော်အဲ့ဒီရောက်လာโอเคတော့ကျွန်တော်အနောက်ကနေ9တလုံးထပ်ရေးလိုက်နော်9ပြီးရင်ကျွန်တော်1ပြန်ရေးလိုက်1 2 3အထိပြန်ရေးလိုက်မယ်ပြန် run ကြည့်မယ်နော်ဒီမှာဆိုရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့သူက2 3 4 5 6 7ပြီးရင်ကျွန်တော်8 8ပေါ့နော်ခုန8ပေါ့နော်ဒါပေမဲ့အနောက်မှာ9ထွက်တယ်ဘာလို့ထွက်တာလဲဆိုတော့ကျွန်တော်8ဆိုတာကဒီ8ဆိုတာကကျွန်တော်ကျွန်တော်အာ0.8ပေါ့နော်အဲ့လိုသဘောမျိုးဆိုတော့ကျွန်တော် တစ်တိုးလို့ရသွားပြီเนาะတစ်တိုးလို့ရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့89ပေါ့เนาะတကယ်89 89ဆိုတာကကျွန်တော်တို့အရှိကိုတစ်ယူလိုက်လို့ရရဆိုရင်ကျွန်တော်တို့ကအာ9ဖြစ်သွားတယ်ပေါ့နော်အရှိအရှိကပိုးဖြစ်သွားပေါ့နော်ဒါပေမဲ့ဒီမှာနားလေးလေအောင်ဆိုကျွန်တော်9လောက်နေပြ9လို့ပြလဲကျွန်တော်9ဆိုတာကကြတော့ကျွန်တော်30ပဲကတ်သွားပြီဖြစ်တဲ့အတွက်ဒီအရှိအရှိကဒါကျွန်တော်တို့9ဖြစ်သွားပေါ့နော်โอเคဆိုတော့အဲ့လိုသဘောမျိုးပါပဲသူကဒီမှာဒသမဘယ်နဲ့နေရာအထိယူလဲဆိုခုနကဒီမှာ10 9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  ခဏနှစ်ရာအထိကျွန်တော်ဒသမကိန်းယူရပေါ့နော်ဒါကြောင့်မလို့အရှိရာကိန်းကနေမပါဘဲနဲ့အနောက်ကနေပြီးဒသမခဏနှစ်ရာအထိယူသွားတယ်နော်ဆိုတော့ဒီအနောက်ကဒီတပည့်နံပါတ်ကကြောက်ကျွန်တော်ဒသမ73နှစ်ရာအထိယူရပေါ့နော်ဆိုတော့ကျွန်တော်2 3 4 5 6ကိုရှင်း6ကနေပြီးတော့အာ6လုံးဆိုတော့6ဆိုတော့ကျွန်တော်ဘယ်နှလုံးရှိလဲဆိုတော့7လုံးရှိပေါ့နော်7လုံးရဲ့ဒီကနေပြီးတော့ကျွန်တော်1 2 3 4 5 6ကကြောက်6လုံးရင်ဆိုတော့ကျွန်တော်တို့14လုံးအထိရှိသွားပါပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဒါကဏ္ဍ14လုံးသာအထိကျွန်တော်တို့နေရာယူသွားပေါ့နော် sorry ပေါ့နော်14လုံးစာလေးရယူသွားရအောင်နော်โอเคဆိုတော့ဒါကတော့ကျွန်တော်တို့ဟို flow နဲ့တပည့်ရဲ့အဓိကကွာခြားချက်ပေါ့နော် flow ကကြတော့တသမနေရာခွနနေရာအထိယူရဲတော့တပည့်ကကြတော့တသမနေရာအနောက်ကနေပြီးတော့73 14လောက်အထိကျွန်တော်တို့ယူရဲပေါ့နော်ဆိုတော့သူအချင်းနေပေါ်မှာမူတည်မူတည်သေးရယ်ပုံတိကကြတော့မရှိဘူးနော်โอเคဆိုတော့နောက်တဲ့တတိယအမှာတစ်ခုကကြတော့ပါလဲဆိုတော့ကျွန်တော်အကဲဒီတသမကင်းကိုကျွန်တော်ဥပမာ1 2 3 4 5 6ထိလောက်ထိကျွန်တော်သွားလိုက်ပြီပေါ့နော်အနောက်မှာ draw လုပ်လိုက်မယ် ီမှာလည်းအတိုင်းပဲကျွန်တော်1 2 3 4 5လောက်အထိကျွန်တော်သွားလိုက်မယ်နော်ပြီးရင်ကျွန်တော်ပြန် run ကြည့်ပါဦးအဲ့မှာဆိုရင်ကျွန်တော်တို့ခုနဒသမ9နေရာယူရဆိုရလို့ကျွန်တော်တို့အရှိမသင်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်1 2 3 4အနောက်ကမှ9 6ဖြစ်သွားနော်သူကအရှိမခုနကဏ္ဍတစ်လုံးစာလောက်တော့အထိရောသူကလက်ခံတယ်ဒါပေမဲ့နောက်ထပ်ကဏ္ဍကြီးဆိုရင်တော့သူကမရတော့ဘူးသူကဒီ6ခု9ပြန်ဖြစ်သွားတယ်ပေါ့နော်ပုံမှန်ဆိုကျွန်တော်အနောက်မှာ9လုံးရှိရဲ့ဒါပေမဲ့အနောက်က9လုံးနေရာနေပြီးတော့၄လုံးကအရှိရောက်သွားအဲ့၄လုံးမှာသူက ပြန်ပြီးတော့ဟောဒီအနောက်ကတသမပုံစံဆိုတဲ့ပုံစံမျိုးနဲ့ပြန်ရှူရပါဘောနော်အဲဒါလေးရောက်တီထားမှာပေါ့နော်ဒါချွင်းချက်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲအဲ့တိုင်းပဲခုနကတော့ကျွန်တော်တို့ကဒါ14လုံး UI လို့ဒါပြောရပါဘောနော်6တီထား14လုံး UI လို့ကျွန်တော်ပြောရဒါပေမဲ့ဒီအဲ့14လုံးမှာဒီမှာဆိုအခုဆို14လုံးမရှိတော့ဘူးနော်အရှိကျန်တဲ့ကဏ္ဍနဲ့ပဲရောက်သွားလဲဆိုတော့ကျွန်တော်အရှိရောက်သွားတယ်ဘောနော်ကျွန်တော်အနောက်မှာကဏ္ဍကြီးထပ်ထည့်လဲဒီ6တီပဲပြမှာပဲနော်ကျန်တာရဒီအရှိရောက်သွားတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဒါတမိုးတွေကိုယူရပါဘောနော်โอเคကျန်တဲ့သဘောတရားရအတူတူပဲ flow နဲ့တပည့်တဲ့အဲကျွန်တော်ဒီနှစ်ခုမှာ အဓိကသုံးတာတော့ကျွန်တော်တပယ်ကိုသုံးပါတယ်ဖလုတ်ကိုကျွန်တော်လက်တွေ့ကြံမသုံးဘူးပေါ့နော်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီသူတို့ရဲ့ဒီ data site ပေါ့နော်သူကသူကကျတော့ကျွန်တော်ဘယ်လောက်ရှိလဲဆိုတော့32 page ရှိတယ်သူကကျတော့64 page ရှိတယ်အာဘယ်သူတွေနဲ့အတူတူပဲလဲဆိုတော့ကျွန်တော်တို့ဒီမှာအာ flow flow ကကျတော့ကျွန်တော်တို့ဒီမှာ32 page ပေါ့နော်32 page ဆိုတော့ integer နဲ့ပြောရင် site ကအတူတူပဲဒါပေမဲ့လက်တွေ့ကျရင်တော့ကျွန်တော်မသုံးဘူးပေါ့နော် အဲတပည့်အကြောင်းဘယ်လိုဘယ်သူများတူရဲဆိုတော့ long နဲ့တူတယ်64 bit ပေါ့နော်64 bit ဒါပေမဲ့လက်တွေ့ကျရင်တော့ဒါပဲသုံးနော် okay ဆိုတော့ပြောရင်ကျွန်တော်တို့ဒီ flow နဲ့တပည့်နဲ့ကကျွန်တော်တို့ဒီ integer ကို long တို့နဲ့ data type site တွေတူတယ်အဲ့တော့အကယ်၍ထားပါကိန်းကနေတစ်လုံးလုံးသုံးတယ်ပေါ့နော်ဝယ်ထား3 3200ဆိုရဲတန်ဖိုးသိမ့်မှာပေါ့နော်အဲ3200ပဲဥပမာထားပါကျွန်တော် KVZ ပေးတယ်မှာပတ်စံနေပါလိပတ်စံနေပါလိကျွန်တော်3200ဆိုတာနော်ဆိုတော့ပတ်စံနေပါလိသိမ့်နေထားပါတော့နောက်မှဒသမကိန်းနေပါလိလိုတယ်ဆိုရင်တော့ကျွန်တော်တို့က3200ကို 3200တသမဘလောက်ဘလောက်ဒီလိုမျိုးသိင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ကတပေကိုသုံးမယ်မဟုတ်ဘူးဒီတိုင်းပဲခုနကဆိုအနောက်ကရင်တသမကိန်းကြီးမပေါဘူးဆိုရင်တော့ကျွန်တော်တို့ကဒီ integer နဲ့ပဲသိနေပါတော့နော်စသဖြင့်ပါနော်ဒီလိုပုံစံမျိုးရင်းနဲ့ကျွန်တော်တို့ကဒါ data ကိုသိနေပါနော် so okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ flow နဲ့တပည့်နဲ့ကျွန်တော်ဘယ်လိုသုံးလဲဆိုတော့သိတော့ကြပါတယ်နော်ဆိုတော့ကျွန်တော်တို့ data type ကအစုစုပေါင်းမှာ10မျိုးပဲရှိရအဲ့10မျိုးကျွန်တော်တို့ဒီ data လေးခွဲပြီးတော့မှတ်ပါနော်ဆိုတော့ okay ပထမဆုံးအနေနဲ့ကျွန်တော် integer မှာ၄မျိုးရှိရ byte short and long တပည့်မှာ၂ခုရှိရ လုပ်တယ်ပဲပေါ့နော် character မှာကျွန်တော်တို့က sorry character နဲ့ boolean ဆိုပြီးတော့မျိုးသီထိုက်ရှိရပါဘောနော် okay ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ပို့ပြီးလွယ်တဲ့ boolean ကိုကျွန်တော်အရင်ဆုံးပြောပြပါပါမယ်နော် boolean ကအရင်လွယ်ပါတယ်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒီမှာတော့သွားပြီးရင်ပေါ့နော် boolean ဆိုတာကဟိုအရင်တုန်းကတော့အဲ့လိုမျိုးဟိုဟာမျိုးကျွန်တော်တို့အရင်တုန်းကသင်ဘူးမှာမဟုတ်ဘူးပေါ့နော်အခုက programming မသင်ဘူးတဲ့သူတို့အခုမှဒီဟာဒီစပြီးလုပ်တဲ့သူဆိုတော့ဒီဒီစကားလုံးကကြားဘူးမှာမဟုတ်ဘူးဒါပေမဲ့ ီ ID level မှာပေါ့နော်ဒီ computer science level မှာဒီ programming လုပ်တယ်ဆိုရင်အဲ့ဒီစကားလုံးကနေရာတိုင်းမှာရှိတယ်အဲပြီးတော့ဘာပဲလုပ်လို့ရှိတာအဲပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ကဘယ် process ပဲလုပ်လို့ဒီ boolean နဲ့ကမကင်းဘူးဥပမာထားပါ gain ရေးရထားပါ gain ရေးရဆိုရင်ဥပမာ character လေးတစ်ခုကဥပမာတနက်ပြစ်မှလားမပြစ်ဘူးလားပြစ်လိုက်တာလားမပြစ်ဘူးလားဆိုတော့အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော် condition တွေရှိရပေါ့နော်အခြေအနေတွေရှိရပေါ့နော်ဆိုတော့အဲ့လိုအခြေအနေလေးတွေကအစားကျွန်တော်တို့ကဒီ if else တွေနဲ့ပဲသွားရပေါ့နော် okay sorry ဒီပြစ်လိုက်လားမပြစ်လိုက်လားဆိုတော့ကျွန်တော် true false တွေနဲ့ပဲသွားရပေါ့နော် နောက်ပြီးတော့ကျွန်တော် action တစ်ခုခုကအာဒါလုတ်လိုက်တာလားမလုတ်လိုက်တာလားဆိုလဲကျွန်တော် true for နဲ့ပဲစစ်တာဟိုမှာ server ဘွားနေပြီးတော့ကျွန်တော် data တစ်ခုရောက်လာရယ်ဆိုရင်လည်းကျွန်တော်တို့ကဩ server ဘွား data ရောက်လာလားမရောက်လာလားပေါ့နော်ဆိုတော့ဒါတွေကိုဒါကတော့စစ်တဲ့တခြားနည်းတော့ရှိပါတယ်ဒါပေမဲ့ဒီပုံစံနဲ့တော့မကင်းဘူးပေါ့နော်ရေးချင်ဒါနဲ့ပြောင်းရေးချင်လည်းရေးလို့ရတယ်နော် so okay ဆိုတော့အဲ့ပြောရင်တော့ကျွန်တော်တို့ကဟုတ်လားမဟုတ်လားပေါ့နော်ကိုရင်းတဲ့ program တကူကဟုတ်လားမဟုတ်လားဖြစ်နေရလားမဖြစ်နေရလားပေါ့အဲ့လိုဟိုအခြေအနေတွေကိုသုံးကျင်တယ်ဆိုကျွန်တော်တို့ boolean ဆိုတဲ့ data type တွေကိုသုံးပါတယ်နော်โอเค ဆိုတော့ကျွန်တော်ဘူလီယန်လို့ရေးလိုက်မယ်နော်ဘူလီယန် value ပေါ့နော်ဆိုတော့ဘူလီယန်လို့ပြန်ရေးလို့တော့မရဘူးကျွန်တော်ဒါ error တက်လိမ့်မယ်နော်โอเคအဲ့သူ့မှာ value ကနှစ်မျိုးပဲရှိပါတယ်ကျွန်တော်ပြောသလိုပဲကျွန်တော်အရှိမပြောပြခဲ့ပါဘူးနော်ဆိုတော့ဘူလီယန် value 2ပေါ့နော်နော်သူ့မှာ value ကနှစ်မျိုးပဲရှိတယ် true နဲ့ false နဲ့နှစ်ခုပဲရှိတယ်အဲ့ဥပမာဥပမာကျွန်တော်ဒီကောင်းလေးဆိုရင်ကျွန်တော်တို့ကဒီဖြစ်နိုင်ခြေရှိတဲ့ values ကဥပမာ 256ရှိတယ်ဒီမှာဆို6000ဝဲလောက်ရှိတယ်เนาะဆိုတော့ဒီမှာဆိုလည်းအများကြီးပဲဗောနော်ကျွန်တော်လည်းမသိတော့ okay ဆိုတော့ဟိုဒါပေမဲ့ limitation ရှိတယ်ကန့်သတ်ချက်ရှိတယ်เนาะအများကြီးပဲအဲ့တော့နော်အနုတ်129ကနေပြီးတော့အပေါင်း120အနုတ်128ကနေပြီးတော့အပေါင်း129ရဲ့ဂျားတွေကနေပြီးတော့ value ပဲဟာမဆိုဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဒါကိန်းကနန်းနေဖြစ်နိုင်ဒီတဲ့ကိုကျွန်တော်ကိန်းကနန်းမဲ့လာထည့်လို့ရဆိုတော့အဲ့လိုမျိုးပဲကျွန်တော်က boolean ဆိုတဲ့ data type ရဲ့အတွင်းထဲကိုလည်းကျွန်တော်တို့က true နဲ့ false နဲ့ဆိုတဲ့ value နှစ်ခုပဲထည့်လို့ရမယ်တခြားဘယ် value မှထည့်ဖို့မရှိဘူးနော် ဒါကြောင့်ကျွန်တော်တို့က limitation နှစ်ခုပဲ true ဖြစ်မှာလားမဖြစ်ဘူးလား true လား false လားအဲ့ဒီနှစ်ခုပဲကျွန်တော်တို့ကဒါထုတ်ခွင့်ရှိရေနော်ဆိုတော့ကျွန်တော် output ထုတ်လိုက်ရင်လည်းထွက်လာမယ့်အဖြေက true for ပဲထွက်မှာပါကျွန်တော်ကျွန်တော်တခြားရပြပေါ့နော် as all the boolean value ကိုကျွန်တော် output ထုတ်လိုက်ပေါ့နော်ဆိုတော့ range ရအောင်နောက်ဆိုကျွန်တော်ရလာမယ့်အဖြေက true လို့ false လို့ပဲရလာမှာပါနော်ဒီဒီ demo တွေပဲကျွန်တော်ထွက်တော့နော် တော့ဒီဒီတန်ဖိုးကြီးပုံစံမျိုးကျွန်တော်အရင်မြင်မှုမဟုတ်ဘူးဒါပေမဲ့ဒီ programming language လေးလာပြီဆိုရင်တော့ဒါတွေကဘယ် programming language မှာမဆိုရှိကိုရှိတယ်မရှိတဲ့ language ဆိုတာမရှိဘူးเนาะဘာလို့ဆိုတော့ဒါတွေရှိမှကျွန်တော်တို့ရဲ့ဒီ logic တွေအာကျွန်တော်တို့ရဲ့ဒီ condition တွေ status တွေကကျွန်တော်ဒါကြီးသုံးပြီးပဲတိုက်စစ်လို့ရမှာဖြစ်တဲ့အတွက်ဒါတိကိုသိရမှာပေါ့နော် okay ဆိုတော့နောက်ဆုံးတစ်ခုကကျတော့ကျွန်တော်တို့ character တွေဖြစ်ပါတယ်ပေါ့နော် character character ကတော့ကျွန်တော် ရေးပြပါမယ် character C A R A C T character ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ character ကကျတော့ စကလုံးတစ်လုံးနဲ့ရေးခြင်းတဲ့အခါမျိုးမှာဆိုတော့တော့မှ desk တစ်လုံးနဲ့ရေးခြင်းတာရောနော်ဆိုတော့ check တာဖြည့်လို့ရတယ်ကိစ္စမရှိဘူးအရေးရေးကြီးဆုံးအကြောင်းတစ်လုံးနဲ့ရေးဖို့ဒေါ်လာဆိုင်လာရတစ်လုံးနဲ့နော် A လား B လားနော်တက်လားတက်တောင်းမှာပဲကျွန်တော်တို့ကအဲဒီ single code ထဲသွားထည့်လိုက်တယ်ဆိုရင်ဒါကျွန်တော်တို့ဒါ character ဖြစ်သွားနော်အာ character အဲဒီ single code ထဲကိုထည့်လိုက်သမျှအရာအားလုံးဒါပဲတစ်လုံးနဲ့ပဲရအောင်နှလုံးရေးရင်တော့ဒါ character မဟုတ်တော့နော်စာသားဖြစ်သွားပြီနော်စာသားဖြစ်သွားပြီဆိုပေမဲ့စာသားဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကတပည့်ကုန်းနဲ့ပြောင်းအောင်ရအောင်နော်တပည့်ကုန်းနဲ့ပြောင်းအောင်ဒါဆိုစာသားဖြစ်သွားတယ်ဒါမှမဟုတ်ကျွန်တော် string နဲ့ပြောင်းပြောင်းရေးပေါ့နော်ဟုတ်ကဲ့ တော့အာတလုံးထပ်ပို့ရေးလို့မရဘူးဗောနော်ဆိုတော့ကြိုက်တာရေးလို့ရတယ်တလုံးထပ်ပို့ပြီးရေးလို့မရဘူးဆိုတော့ okay ဆိုတော့ကျွန်တော်ဒီမှာ b လို့ရေးထားတယ်ဗောနော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ s out character ဗောနော်ဆိုတော့သူကအဖြေကဘာထွက်မလဲဆိုတော့ b ပဲထွက်ပါမှာနော်ဒီအထိကရိုးရှင်းပါတယ်ဒါပေမဲ့ကျွန်တော်ကအခုမှကျွန်တော် b လို့မရေးကျွန်တော်66လို့ရေးလိုက်65လို့ရေးလိုက်နော် sorry 66လို့ရေးလိုက်66လို့ရေးလဲ b လို့ထွက်တယ်နော် b အကြီးထွက်တယ်နော် အဖေကြီးဆိုတော့ဥမာထောက်ရကျွန်တော်60နဲ့6ပေါ့နော်66အာ66အာ sorry နော်60နော်68ဆိုလဲ B အသေးဆိုထွက်တယ်အဲ့တော့ B အသေးဆိုထွက်တယ်ဟုတ်လားဆိုတော့ဘာဖြစ်လို့ဒါဒီလိုဖြစ်နေရလဲပေါ့နော်ဆိုတော့အဓိကကျွန်တော်ဒီမှာဒီဒီလိုဖြစ်နေရတဲ့အကြောင်းရင်းရှိပါတယ်နော်ဆိုတော့ဒါဒီဒီလိုအပြောင်းလဲဖြစ်နေရအောင်ကျွန်တော်နားလည်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဟို S key table ဆိုတာဒီကျွန်တော်တို့ဒါ ကြည့်တတ်အောင်ပေါ့နော် SK table ဆိုတော့ကျွန်တော်အရှိကောက်ကကျွန်တော်တို့ American Standard Code for Information Interchange လို့ခေါ်ပါတယ်ပြောရရင်တော့ Standard Code ပါပဲကျွန်တော် Unique Code လို့ဆိုကြီး Code တို့လို့ပဲကျွန်တော် Code Number တွေပေါ့နော်ဥပမာကျွန်တော်တို့ဟိုမှာဘာလီနဲ့ဘာလီနဲ့ရေးရင်ဟိုမှာဘာဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော်အဲ့လိုရေးတဲ့ပုံစံလေးတွေကိုကျွန်တော်တို့ကဒါ QR ပေါ့နော် Code လို့ခေါ်တယ်ဥပမာ Telegram လို့ပါအောင်ပါဆိုကျွန်တော်တို့ဥပမာ Full Color နဲ့3နဲ့ရေးလိုက်တယ်ဆိုရင် ဒါ emoji လေးတစ်ခုပေါ်လာပြီပေါ့နော်ဆိုတော့ sticker တွေပဲပေါ်လာပြီပေါ့နော်အဲ့လိုမျိုးတက်မှတ်ချက်လုပ်ထားကြဟောဘယ်စက်လုံးနဲ့ဘယ်စက်လုံးနဲ့ပေါင်းလိုက်တယ်ဆိုရင်ဘယ်လိုပုံစံပေါ်လာမှာဆိုပြီးတက်မှတ်ချက်တွေလုပ်ထားပေါ့နော်ဆိုတော့အဲ့ဒီနီးစနစ်တွေအတိုင်းပဲဒါပေမဲ့အဲ့ဒီနီးစနစ်တွေအကုန်လုံးရဲ့ base ပေါ့နော်ကျွန်တော်ဟိုးအရင်တော့အစအစတုံးခဲ့တဲ့နီးပညာပေါ့နော်အခုမှတော့ဒါကျွန်တော်တို့အာနောက်ထပ်နီးပညာတွေထပ်ပေါ်လာနော်ဆိုတော့ skill တွေပဲဆိုတော့အဲ့ဒီအတိုင်းပါပဲကျွန်တော်ဒီထဲကတန်ဖိုးတွေကိုကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့အာအာဒီအထက်ထဲမှာရှိနေတဲ့တန်ဖိုးတွေကိုကျွန်တော်တို့က အပြောင်းလဲလုပ်လို့ရပါမယ်နော်ဆိုတော့ SKG တွေဘယ်မှာကျွန်တော်ဘာပြပါလဲဆိုတော့ decimal hazard decimal binary out တယ်ပေါ့နော်ပြောလို့ရပြောရင်တော့ဟိုဟိုဒီအပြောင်းလဲလုပ်လို့ရသမျှဒီနီးစနစ်အကုန်ပါတယ်နော်ဆိုတော့ဒီမှာရှိနေ decimal တို့ hazard decimal တို့အကြောင်းတော့သိထားရမယ် decimal ဆိုတော့ကျွန်တော်10ပုံမှာအခြေခံတာ hazard decimal ဆိုတာ16ပုံမှာအခြေခံတာ binary ဆိုတာ2ပုံမှာအခြေခံတာ out တယ်ဆိုတာက8ပုံမှာအခြေခံတာ character ဆိုတာကတော့ကျွန်တော်တို့ character ပဲပေါ့နော်โอเคအဲကျွန်တော်တို့ကဒီဘက်မှာပေါ့နော် decimal နဲ့ရေးလိုက်တယ်ကျွန်တော်တို့ခုနကဒီအာ ဟိုထဲမှာပေါ့နော် IDE ထဲမှာကျွန်တော်တဆယ်ဆိုပြီးရေးလိုက်တယ် sorry အာကိန်းဂဏန်တစ်ခုကိုရေးလိုက်တယ်ပေါ့နော်တဆယ်တဆယ်ပေါ်မှာအခြေခံထားတဲ့ကိန်းဂဏန်ရေးလိုက်တယ်ကျွန်တော်68လို့ရေးလိုက်တယ်ဆိုရင်68လို့ရေးလိုက်တယ်ဆိုရင်ဒါသူနဲ့ဒါညီနေတာက character အနေနဲ့ B ဆိုတာကျွန်တော်ရှိရဆိုတာသိထားအောင်နော်ဆိုတော့ပြောရရင်တော့အဲ့လိုမျိုးအလုပ်လုပ်နေရပါဆိုတော့ဥပမာထားပါတော့ကျွန်တော်ခုနကကျွန်တော်65ပေါ့နော်65ကိုသွားရှာမယ်ဒီမှာ65 65ဆိုရင်ကျွန်တော်တို့က decimal က65ဒါပေမဲ့ character အရဆိုရင်တော့ကျွန်တော် A ပေါ့နော် ကျွန်တော်တို့ကတင်လိုက်တာဒါကျွန်တော်တို့ကဟိုကိန်းကဏ္ဍတင်လိုက်တာဒါပေမဲ့ကျွန်တော်အရှိမကျွန်တော်တို့ကသတ်မှတ်ချက်က data type ကကျွန်တော်အရှိမတင်ထားတဲ့ data type က character ဖြစ်တဲ့အတွက်အဖြေထွက်လာပြီပဲဖြစ်တာမဟုတ်ဘူးကျွန်တော်68လို့ရေးထားအရှိမ integer လို့ရေးထားရင်တော့အဖြေက68ထွက်မှာဆိုတော့ပြောချင်တာနားသိမယ်ထင်ပါတယ်ကျွန်တော်တို့အနောက်က data အတိတကြားမဟုတ်ဘူးအနောက်က data ကဒါအပြောင်းလဲလုပ်လို့ရတာဆိုရင်ကျွန်တော်တို့ set ကဒါအပြောင်းလဲလုပ်ပေးသွားလိမ့်မယ်အဓိကဒီ data data type အမျိုးအစားအမှန်ကအရှိမရေးထားပါတယ် အကယ်၍ကျွန်တော်က character မသုံးဘူးကျွန်တော် character ကိုသိနေတာ96ကိုရေးထားတယ်ဒါပေမဲ့အရှိမဘာသွားရင်အဲ့ဒါအဲ့ဒါဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့အဲ့ကျွန်တော်အိန္ဒိယဖြစ်သွားပြန်ဆက်ကကြတော့ကျွန်တော်တို့ဒီကွန်ပျူတာဆက်ကကြ value ရေးမယ်ဆိုရင်အနောက်က value ကအော်ဒါကိန်းကနန်းဘာသာလို့ပဲတည်မှာအဲ့လိုအခြေအနေမျိုးမှာကျွန်တော်ခုနက chart ဟိုဘောနော် chart ဘာကိုရေးကျင်လဲဆိုရင်ကျွန်တော်တို့ကအာနားမလည်ဘူးနော်ဆိုတော့အဲ့လိုမျိုးရေးကျင်လို့ဆုံးမထားပါတော့ကျွန်တော်တို့က value ရေးကျင်တယ် character ပဲသိကျင်တာဆိုကျွန်တော်မဖြစ်မနေသွားပြီးတော့ဒီမှာအချင်းတွေပေါ့ဒီ value ရေးမှရအောင် နော်ခုနလိုမျိုးကျွန်တော်တို့အာဟို68တို့အဲ့လိုခန်းန်းတွေကျွန်တော်တို့ ASCII table ကျွန်တော်တို့သုံးလို့မရဘူးနော်အဲ့ဒီမှာကျွန်တော်တို့ကဒီ ASCII table မှာကဒီမှာကကျွန်တော်တို့ဒီ hazard decimal value တွေလည်းရေးလို့ရတယ်ဆိုတော့ကျွန်တော်အရှိမှာတန်ဖိုးလေးခံအဲ့ဒါနည်းနည်းအလုပ်ချုပ်တော့နော် 0AH down တည်း 0H အဲ့လိုမျိုးတန်ဖိုးလေးပေါ့နော် 0AH sorry ကျွန်တော်တို့အာဒီမှာပေါ့နော်ရေးပုံရေးနည်းကကျွန်တော်တို့ဒီမှာ hazard decimal ဆိုကျွန်တော်တို့0 60ပေါ့နော်ဆိုတော့ကျွန်တော်အရှင်းမှာကုတ်နံပါတ်လေးခံရသေးတယ်အဲ့ကုတ်နံပါတ်လေးနဲ့အာဒီအဆင့်ပြန်ခံပြီးရရပေါ့နော်ဒါမှသာလျင်ကျွန်တော်တို့ဘာရတယ်လဲဆိုတော့ကျွန်တော်တို့ဒီမှာအေးခုနကအဲ့ဒီဒီအခုကျွန်တော်ရေးထားတဲ့ကုတ်နံပါတ်နဲ့ညီရဲ့ hazard decimal value နဲ့ညီရဲ့ကျွန်တော် character ပြန်ရမှာပေါ့နော်ဆိုတော့ဒီလိုမျိုးအခုကတော့ကျွန်တော်တို့ကနားလည်မှာမဟုတ်ဘူးအခုလောဆယ်တူကဒီမှာ integer လိုပဲတည်ပါနော်ကျွန်တော်တို့ဒီလိုရေးလိုက်တယ်ဆိုတာ integer ပဲပေါ့နော် okay ဆိုတော့ကျွန်တော်ခုနကလိုပဲကျွန်တော်65လောက်ပဲကျွန်တော်ရေးလိုက်ပါပေါ့နော်65ရေးလိုက်မယ်အဲ့တော့ခြာလို့ပဲရေးလိုက် အခုကျွန်တော်ခြာလို့သတ်မှတ်တာဖြစ်တဲ့အတွက်ကျွန်တော်အနောက်မှာကိန်းကနေရေးလဲဥမာ hazard decimal value ရေးလဲကျွန်တော်ကာရက်တာပဲရမှာပဲ outer value ရေးလဲကာရက်တာပဲရအောင်နော်ဆိုတော့ဒီနောက်ကကုတ်နံပါတ်ရေးတဲ့ကုတ်နံပါတ်ပုံစံလေးတော့ရှိတယ်အာ okay ကျွန်တော်ကဒီမှာပြန်မကြည့်ကျွန်တော်လို့ဒါလေးတော့ကျွန်တော် skip ခတ်လိုက်မှာပေါ့နော် okay ကျွန်တော်တို့ဒီမှာကြတော့ programming မှာတကယ်ကိုရေးတဲ့အခါကျရင်တော့အဓိကအားဖြင့်တော့အဓိကအားဖြင့်တော့မဟုတ်ဘူးပေါ့နော်တော်တော်များများကိစ္စတွေမှာကတော့ကျွန်တော်တို့ဘာနဲ့ပဲရေးပြရသလဲဆိုတော့ဒီ တက်စီမဲနဲ့ပဲရေးဖြစ်တယ်။ဘာဖြစ်လို့ဆိုကျွန်တော်တို့ကနေ့စဉ်ဘဝမှာသုံးနေတဲ့ကိန်းကနန်းတွေကတက်စီမဲပုံမှာပဲအခြေခံပြီးသုံးတာ။ဥပမာကျွန်တော်တို့ဈေးဝယ်လဲဆိုလဲ1000 1000ဒါကြီးနဲ့ပဲဝယ်တာပေါ့နော်။ဆိုတော့ကျွန်တော်တို့တက်စီပုံမှာအခြေခံပြီးဝယ်တာနော်။ Okay. ဆိုတော့ကျွန်တော်တို့ကဒီအာဒက်စီမဲတွေကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာသိမ့်နေသိမ့်ပြီးရင်ကျွန်တော်တို့ဘာပြန်ရလာမလဲဆိုတော့ကျွန်တော်ဒီ character ပြန်ပြီးတော့ရလာပါတယ်နော်။ Okay. ဆိုတော့အာဒီလိုမျိုးတွေကိုနားလည်ဖို့အတွက်ကျွန်တော်တို့ခုနက ASCII ဆိုတဲ့ table လေးကိုကျွန်တော်တို့ဒါကြည့်ရမှာဖြစ်ပါတယ်နော်။ဆိုတော့ ကဲဒီပုံလေးအကုန်လုံးကကျွန်တော်ဒါအင်တာနက်ကနေပဲ save ထားတာဖြစ်ပါတယ်။အကယ်၍ဒီဟာတွေရှာကြည့်နေဆိုရင် ASCII table လို့ရှာကြည့်လို့ရတယ်။ကျွန်တော်ဒီမှာ data types တွေရဲ့ဒါဒီအလုပ်လုပ်ပုံတွေကိုရှာကြည့်လို့ရတယ်။နောက်ပြီးတော့ကျွန်တော်ဒီမှာ data types ဆိုပြီးတော့ဒါအာဒီကျွန်တော်တို့ browser ကြီးသုံးပြီးတော့ဒါဒီပုံတွေကိုရှာကြည့်လို့ရပါတယ်နော်။ Okay ဆိုတော့ဒါဆိုရင်တော့ကျွန်တော်ဒီမှာဒါအာ character ရဲ့အကြောင်းလည်းသိသွားပြီပေါ့နော်။ဆိုတော့ Okay ဒီနောက်မှာကျွန်တော်တခုပြောပြစရာရှိတာပါလဲဆိုတော့ကျွန်တော်တို့ကအာဒီ character ကိုပေါ့နော် အဒီ programming language မှာပဲရှိရပါဒီ java နဲ့ kotlin လောက်ပဲရှိအောင်เนาะတခြား programming language တွေမှာ character ရေးလို့မရှိဘူး string ပဲဟိုက character တလုံးပဲရေးကျင်တယ် string နဲ့မှာပဲရေးစာအရှိရေးကျင်တယ်ဆိုလည်း string နဲ့မှာပဲရေးပေါ့เนาะဘာပဲလုပ်ကျင်လို့ကျင် string နဲ့မှာပဲရေးရတာကျော်ဒီ java programming language မှာတော့သူ့မှာ character ဆိုပြီးတော့ character ဆိုရင် single quote ထဲမှာရေးเนาะစာလားအရှိဆိုရင် double quote ထဲမှာရေးလို့သတ်မှတ်ချက်ရှိရပေါ့เนาะတခြား programming language တွေမှာဆိုရင်တော့အဲ့လိုရေးစရာမလိုဘူး double quote ထဲမှာပဲရေးရေး single quote ထဲမှာပဲရေးရေးရေးလို့ရတယ်အဲ့ဒါစာသားပဲเนาะ โอเคဒါလေးကကွာခြားချက်ရှိရပါတော့โอเคဆိုတော့ကျွန်တော်အခုဒီသင်ခန်းစာမှာဆိုရင်ကျွန်တော်ဆိုတော့နောက်ထပ်ကြံရှိနေတဲ့ဒီဒသမဂိမ်းနေနောက်ပြီးတော့ boolean ဆိုတဲ့တန်ဖိုးလေးအကြောင်းနဲ့နောက်ပြီးတော့ character ဆိုတဲ့တန်ဖိုးလေးအကြောင်းကျွန်တော်ပြောပြခဲ့ပါတယ်နော်အဲတကယ်လက်တွေ့မှာ character ကကျွန်တော်မသုံးဖြစ်ပါဘူး boolean တော့သုံးတယ်တပည့်သုံးတယ်ဟို integer သုံးတယ်နော်ဒီလေးခုသိရင်ရပါပြီနော်ဒီအာ integer ရဲ့တပည့်ရဲ့ပြီးရင်ကျွန်တော် boolean ရဲ့ပြီးရင်အဲ boolean ရဲ့ ော်ဒီသုံးခုတင်ရပြီပေါ့နော်လေးခုရောမဟုတ်ပါဘူးသုံးခုပါနော်ဆိုတော့ string ရပေါ့နော် string ကတော့ကျွန်တော်တို့ဒီ primitive data type ထဲမှာမပါဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတည်တံလေ့လာရမှာပေါ့နော်ဆိုတော့ string ကတော့ကျွန်တော်တို့ non primitive data type အမျိုးအစားဖြစ်တဲ့အတွက်တည်တံလေ့လာရမယ်ဒါပေမဲ့အခုလောဆယ်ကကျွန်တော် string လို့ရေးလဲဆိုတော့တည်ပြီးသားပါစာသားထဲမှာကျွန်တော်တို့က string လို့ရေးလိုက်တယ်ရေးပြီးရင်ကျွန်တော်တို့ကအာ double quote ထဲမှာထည့်ပြီးတော့ဒါရေးလိုက်တယ်ပေါ့နော် okay ဆိုတော့အဲ့တော့ဒီမှာအကုန်လုံးတတိထားမယ်နောက်ထပ်အရေးကြီးဆုံးအချက်ကကျွန်တော်တို့က non primitive data type တွေဆိုရင်အကြီးဆုံးအနေနဲ့ရေးပါတယ်အရှိအအကြီးဆုံးအနေနဲ့စရတယ် ကျွန်တော်ဒီနေ့သင်ပေးခဲ့သမျှ data type တွေရဲ့အရှိမသင်ပေးခဲ့သမျှ data type တွေအကုန်လုံးကြီးကကျွန်တော်တို့အသေးစလုံးနေနဲ့ပဲရှိပါတယ်နော်ဆိုတော့ဒါလေးကိုတစ်ချက်တည်းထားရမယ်နောက်တစ်ခုက video evening နေပေးတဲ့အခါမှာအဲ့ဒီစလုံးနေပြန်ပြီးသုံးလို့မရဘူးဒါသူနဲ့မတူညီတဲ့စလုံးတွေကိုပဲကျွန်တော်တို့ရွေးချယ်ပြီးတော့ဒါပေးဖို့လိုအပ်ပါတယ်နော်โอเคဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ data type နဲ့ပတ်သက်ပြီးတော့ဒါအကုန်လုံးသိသွားပြီဖြစ်ပါတယ်နော်